ပြီးခဲ့တဲ့ပိုင်းမှာတော့မိုမိုတို့တွေဟာ acrobatics ကလေးယူကန်ကြီးကိုနိုင်ယူပစ်ခဲ့ကြပြီးမကောင်းဆိုးဝမိမိကသူမရဲ့ order ကိုအရာကိုပေးခဲ့တာကြောင့်သူမဟာအသက်ရှင်ရရခဲ့ပါတယ်ပင်ပန်းသွားကြတော့အိမ်ကိုပြန်ပြီးစူပါခောက်ဆွဲစားခဲ့ကြတယ်ကြော်ကြီးတယောက်ကတော့စော်လေးနှစ်ယောက်ကြားရောက်နေပြီးတိတ်ဆိတ်နေတဲ့စကားဝိုင်းကိုမူမူကပဲစတင်ဖြိုခွင်းလိုက်တယ်နင်ကားကိုကြည့်မရတာကနင်ကောင်းမလက်စည်းစလုံးပြချလိုက်လို့မလားလို့မိလိုက်တယ်နင်းနဲ့ရင်းရင်းနီးနီးမရှိခြင်းပေမဲ့ ရန်သူတွေလည်းမပြစ်ချင်ဘူးဆိုတော့အဲ့ဒီနေ့ကလွန်သွားတဲ့အတွက်တောင်းပန်ပါတယ်လို့လည်းပြောလိုက်တယ်။အဲ့ဒီအတွက်ကြောင့်တူမအနေနဲ့ရောကြော်ကြီးကိုလောင်မြောင်ခဲ့တဲ့အတွက်တောင်းပန်ဖို့ပြောလိုက်တယ်။အိုင်ရာကတော့လက်စည်းစလုံးကြောင့်ညှိထားနေတာမဟုတ်ပဲတူမကိုမကောင်းဆိုးဝါးတင်တာကြောင့်လို့ပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့စော်လေးနှစ်ပွေစကားများနေကြပြီးကြော်ကြီးကဘာလဲသူ့ရဲ့ပုံစံကတကယ်ကိုနှစိုးတကောင်လိုပြောင်းလဲသွားတယ်လေလို့ပြောလိုက်တယ်။ပြီးတော့အဲ့ဒီရောက်ကနေရဲ့ဘွားဆိုတာမဖြစ်နိုင်ဘူး။အရင်လာမိငယ်လုံးနေတယ်လို့ပြောလိုက်တယ်။အဖွားကလည်းသူ့ကိုလာတယ်လို့ပြောတော့ ဟုတ်တယ်မမိုကမကောင်းဆိုးဝါးဆိုပြီးသာပြောလိုက်တော့တာပါအိုင်ရာကတော့နေကကဘာကြီးကိုဖြည့်ဆည်းဖို့လုပ်နေတာမလားပါ냐ဆိုပြီးသာပြောပါတော့တယ်ဒီလိုနဲ့နှစ်ယောက်သားခေါက်ဆွဲစားရင်ဘလုံးမထွေးနဲ့ရင်ဖြစ်နေခဲ့တယ်အဲ့ဒါပြီးတော့ထပြန်ဖို့လုပ်လိုက်ပြီးနေကမကောင်းဆိုးဝါးဖြစ်တာတောင်ချိန်ပေါင်းများစွာကယ်ဖို့ဘာလို့လုပ်ခဲ့တာလဲလို့ကြော်ကြီးကိုမိလိုက်ပါတယ်ကြော်ကြီးကတော့ အကြောင်းပြချက်မရှိကြောင်းဒုက္ခရောက်နေတဲ့သူရှင်ရင်ကမိမှာပဲမဟုတ်လားလို့တော့ကီရီပြလိုက်ပါပြီနင်းစီမှာလူသားတယောက်ရဲ့နှုံသားရှိသေးတာပဲနင်းကမမလကနေချိန်နေခဲ့မယ်လို့ပြောပြီးသူမကထွက်သွားပါတော့တယ်သူမကဒီကြီးပြောနေတာကြောင့်ကျော်ကြီးနဲ့မမတို့တောင်မှကြောင်တောင်ဖြစ်ပြီးတော့ကြံခဲ့တယ်အိုင်ရာတယောက်ကတော့အပြန်လမ်းမှခံစားချက်တွေစားနေပြောင်းလဲလာနေပြီးကျော်ကြီးကမကောင်းစွာလေငါကလူသားပဲမဖြစ်သေးဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်အခုတော့ကျော်ကြီးရဲ့ကြောက်ဥကိုပြန်ထည့်ချင်ရောက်ပြီးဘွားကြောင့်နဲ့ဘွားတို့က ကြော်ကြီးကိုချုပ်ထားပြီးဘေ့စ်ဘောစားလိုပြစ်ထည့်လိုက်ကြပြီးတော့နောက်ဆုံးမှာတော့ကြော်ကြီးတယောက်ကကျုပ်တလုံးကိုပြန်ရသွားခဲ့ပါတယ်။နောက်တလုံးကတော့တဲလုံသာမရှိသေးပါဘူး။ចောင်းကိုရောက်တော့ဒရုန်းတယောက်ကဘုံလေးတလုံးဝယ်နိုင်အောင်လို့အချိန်မှန်းလှုပ်လို့ရမယ်ဗျာညာပြောနေကြပြီးကြော်ကြီးတယောက်ကတော့နေကင်းကြရဖို့ရည်စရာရှိတာကြောင့်မုံမင်းနဲ့နေတဲ့စာမစားဖြစ်ចောင်းကိုပြောခဲ့ပါတယ်။ចောင်းစင်းရင်ရောအင်တာနက်ဆိုင်သွားမလားမေးတော့လှုပ်ရှားရှိသေးចောင်းပြောနေတာကြောင့်မုံမုံတယောက်ကဒူဆန်းနေခဲ့ပါတယ်။နေ့လယ်မှာတော့ သူမတငယ်ချင်းတွေနဲ့နေစာအတူတူစားလိုက်ပြီးတခုခုတန်တရားဝင်စရာကောင်းနေတယ်လို့ပြောလိုက်တယ်။ကြော်ကြီးကတခုခုဘုံွက်ထားတယ်လို့ခန်းစားနေရပြီးမနေ့ကအိုင်ရာရဲ့ကြီးတွေကကောင်းတဲ့ကိုရောက်လာခဲ့ပါတယ်။ကြော်ကြီးကအဲ့လိုလုံးမဲ့လူမဟုတ်တော့ပါဘူးလေလို့ပြောပြီးတောက်ရတခုခုဝယ်ဖို့ထွက်လာလိုက်တယ်။တခုခုကိုမတင်မကြခန်းစားနေခဲ့ရပြီးတော့ကြော်ကြီးရဖို့ရင်နေတာကိုမနှောက်ယှက်ချင်တာကြောင့်မမီးတော့ပါဘူးလေဆိုပြီးတော့လမ်းလျှောက်လာတော့အပေါ်နဲ့ရောက်နမ်းလို့ဖြစ်နေကြတဲ့အိုင်ရာနဲ့ကြော်ကြီးတို့နှစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်။ပြီးခဲ့တဲ့မိနစ်နေငယ်တုန်းက နေခင်အချိန်မှာကြော်ကြီးတယောက်ဟာရွေးဦးကိုရှာဖို့အတွက်တေချာမမကောင်းစိုးရတဲ့ကောင်နဲ့တက်ခိုက်ရအောင်မှမို့ကျောင်းတော့မှလေ့ကျင့်ရေးစင်းနေခဲ့ပါတယ်။သူဟာမမှုကိုကာကွယ်ပေးခြင်းပြီးတော့ပိုပြီးသားမှလာခြင်းတာကြောင့်လေ့ကျင့်ရေးကိုတဲတဲလုပ်နေရပါ။အဲ့ဒီအချိန်အရာကရောက်လာပြီးတော့ဖွင့်ပြောခဲ့တယ်။သူမအနေနဲ့ဒီကန်သားချက်ကိုမတားနိုင်တော့တာကြောင့်ကြော်ကြီးကိုနမ်းဖို့ကြိုးစားခဲ့ပါတယ်။ကြော်ကြီးကတော့တွန်းထုတ်လိုက်ပြီးရုတ်တရက်ကြီးဗာဒါဖြစ်တာလဲဟာမင်းကရန်ကိုထူးဆန်းနေတယ်ဆိုပြီးတော့ပြောလိုက်တော့တာပါ။ အိုင်ရာကဖွင့်ပြောဖို့ဆိုနိုင်ရတယ်လို့စာအုပ်ထဲမှာရေးထားကြောင်းကိုပြောပြခဲ့ပါတယ်။တူမဘေရဲ့ပြစာအုပ်ထဲကအကြောင်းအရာတွေကိုဖတ်ခဲ့ပြီးတော့ကျော်ကြီးကိုလာဖွင့်ပြောနေခဲ့တာပါ။ကျော်ကြီးကတော့လုံဝကြီးကိုမားနေရဲ့ဗျ။အိုင်ရာကယောက်ျားလေးတွေကြာရေးပန်းစားပြီးတော့အခြေအနေမှာမကြုံကျင်လို့ဘာလို့ဟန်ဆောင်နေရလဲလို့မေးလိုက်တယ်။အိုင်ရာကိုဒီလိုမလုပ်တဲ့ကြောင်ပြောနေပြီးတော့ တူမကတော့ဒီလိုမျိုးခံစားမှုတာဟာပထမဆုံးအကြိမ်မို့ဖွံ့ဖြိုးဖို့ကိုတောင်းဆိုနေခဲ့တယ်။တော်လာဆွဲလာလောက်ကြရင်လည်းခုနကမူမူမြင်တဲ့ခြေနေမျိုးကိုရောက်သွားခဲ့တော့တာပါပဲ။မူမူကသူတို့နှစ်ယောက်ကိုကြောင်တောင်ကြီးနေခဲ့ပြီးတော့ကျော်ကြီးကမဟုတ်ဘူးလို့တနက်ညင်းနေပေမဲ့မူမူကတော့စီစိုးသွားခဲ့ပါပြီ။ report ရေးရမယ်ပြောပြီးဟိုကောင်မနဲ့သွားဘလို့နေတာမလား။အနှွေးတဲ့တွေပါကြွတာပြီးတော့ချွေးတလုံးလုံးနဲ့လက်ကဘဘကပါလဲ။နင်းကမကောင်းတဲ့ကောင်ပဲလို့ပြောသွားပါတော့တယ်။ကျော်ကြီးရဲ့ခြေနေကလည်းတကယ်ကိုအဲ့လိုခြေနေကြီးဖြစ်နေခဲ့တာကို တိုက်ဆိုင်မှုတွေဗျာအကြောင်းပြချက်ရှိပါတယ်လို့ပြောပေမဲ့ report ထမ်းရမယ်ဆိုပြီးလိန်ခဲ့တာကြောင့်တော်လိုက်တော့လို့ပြောနေရယ်ကြော်ကြီးကတော့နောက်ကနေလာချောနေခဲ့တာပေါ့ဒါပေမဲ့တူမကတော့တော်တော်ကိုစီစိုးနေခဲ့တာပါလက်တွေ့စံသက်ခံထဲမှာတော့မန်တစ်ပစုံတကောင်ရဲ့လက်သီးထိုးနှုန်းက60ကီလိုမီတာပေါ်အာဝါရှိတဲ့အကြောင်းတွေစင်တကောင်ဝတော်မှတစ်ချက်တည်းနဲ့နိုင်ယူနိုင်တဲ့အကြောင်းတွေသင်ကြားနေပါတယ်လေထဲရောက်သွားရင်တော့ထိုးချက်တွေကလက်တစ်ချောင်းလုံးတော့ပေါက်ထွက်သွားနိုင်ပါတယ်တဲ့မူမူကတော့ ပေဒန်နဲ့စံတန်းနေပြီးထိုးချက်ကပေဒန်အောင်ကြည့်မှသွားတယ်။နေလဲတစ်ခုခုကိုပေတော့လိုက်ခြင်းနဲ့အခိုက်တန်းနေရှိမှပေါ်တော်လို့ပြောနေပြီးနေလဲကပုံရိပ်ကိုပြန်မြင်အောင်နေခဲ့တယ်။သူမဟာတော်တော်ကိုမတင်မကြဖြစ်နေတာပါ။ကြော်ကြီးကတော့ငါစင်ချင်းတွေပေးနေလို့လဲပို့ပဲ။သူမတီးလိုက်ခင်မှာတန်မာလာရင်မိုင်းနေမှာပဲလို့တွေးခဲ့ပြီးလင်ငယ်မိတယ်။ကိုထိုင်းနဲ့ကိုကံပဲငါပို့ပြီးတန်မာလာရမယ်ဆိုပြီးတော့စာသင်ခန်းထဲမှာတောင်မှတဲတန်ကြိုးစားနေပါတယ်။ရုတ်တရက်ကြီးကြီးတန်ကိုကြားလိုက်ရပြီးတော့တကန်းလုံးမှတူတယောက်တည်းဖြစ်သွားတယ်။အပြင်မှာလဲအရာတယောက်ဟာရှိနေပြီးတော့ ဒါဂျိုသားတိုင်ခိုက်မှုဆိုတာကိုတော့အတွေ့အကြုံရတိလိုက်ပါတယ်ရေတွေကတပြေးပြေးတက်လာနေပြီးတော့မူမိုတယောက်အတန်တတန်ကိုကြားလိုက်ရတယ်ဒိုင်နိုဆောလိုလိုတတဝါကြီးကလေဆာမင်းနဲ့ပစ်လိုက်တာကြောင့်ကျောင်းကြီးကပျက်စီးသွားပါတယ်ကျော်ကြီးကတော့ပောက်ကွဲမှုကြောင့်မူမိုကိုစိတ်ပူနေခဲ့ပြီးအိုင်ရာကိုဂျိုသားတွေကြောင့်ကိုရှင်ပြနေတယ်သူတို့ရဲ့နားမှာတော့ချီဂွီတာဆိုတဲ့စပိန်သင်းကိုတည်ဆိုနေတဲ့ဂျိုသားတကောင်ကပေါ်လာခဲ့ပါတယ်သူ့ကိုတူတော့ဂျူဘော်ကလိုပြောနေပြီးပြင်းထန်လာတဲ့လက်သီးချက်ကိုကျော်ကြီးတယောက်ကအမြန်ပဲရှောင်လိုက်ရတယ်ဒါပေမဲ့ သူဟာလီလန်လာတို့ကန်စားရပြီးဆေဘိုရီယန်ဂျိုသားတွေပေါ်လာကစိုက်ကဲဝေးတွေကြောင့်ပြေးရနေခဲ့ပါတယ်။စွမ်းအားတွေကိုပိုင်ဆိုင်ထားတာကြောင့်လူချင်းချောင်းကိုလည်းပြောနေကြတယ်။ကြော်ကြီးကိုတူတေသနာလုပ်ပြီးတော့အစွမ်းကိုပြန်လဲဖန်တီးမှလို့လည်းပြောလိုက်ပါတော့တယ်။ကြော်ကြီးကတော့သူဟာချိန်ဆောင်ချောင်းခုလိုဖြစ်နေတာပါ။တာမန်ယုံပိုင်းဆိုင်ရာစွမ်းရည်တောင်မရှိတဲ့ကောင်ပါဗျာလို့ပြောနေသေးတာပါ။သူဟာလုံအောင်ကိုပုံစံပြောင်းပြောင်းလို့မရဖြစ်နေခဲ့ပြီးတော့မူမူချိန်ဆောင်အစွမ်းကိုထိန်ချုပ်ထားတော့ကလိုမျိုးဖြစ်နေတာပါ။သူ့ဘော်ကိုမြောက်တင်လိုက်ပြီးကိုလုံးတီးလှုပ်လိုက်က ဘနာနာကိုပြတ်ဖို့လုပ်နေပါပြီဥတလုံးမဲ့ရှိနေတာကြောင့်မလုပ်ဖို့ပြောနေတဲ့အချိန်မှာပဲဂျိုသားတွေရတက်ခိုက်ခံလိုက်ရပါတယ်ဟုတ်ပါတယ်အိုင်ရာတယောက်အဂရိုဘက်တစ်စကယ်လီမကောင်းဆိုးဝါးစမ်းအဝေးကန်းဖြစ်သွားတာပါသူမရဲ့ပုံစံကလည်းကြော်ကြီးတိုင်းတကယ်ကိုလမ်းကြီးပြနောက်ပိုင်းမှာတော့သူမရဲ့စွမ်းတွေနဲ့ကြော်ကြီးတော့နဲ့ပေါင်းကဘလိုတွေတက်ခိုက်ကြမလဲဆိုတာကိုတော့စောင့်ကြည့်ရပါဦးမယ် channel လေးကိုတော့ပေါ်ကြရဲဆိုရင် like and subscribe လေးလုပ်သွားပေးပါအောင်ဗျာ